UNESCO ကျန်းမဲ့အငွေနှစ်စည်းရင်ဝင်သွားပြီဖြစ်တဲ့မြန်မာတို့ရဲ့အတာတကျန်း သာသနာရေးနှင့်ယဉ်ကျေးမှုဝင်ကြီးဌာနသည်မြန်မာနှစ်ကူးပွဲတော်ဖြစ်သည့်မြမရိုးရာအတာတကြံပွဲတော်ကို UNESCO ၏ဂျမဲအမွေနှင့်ဖြစ်အောင်မြင်စွာစည်ရင်းသွင်းနိုင်ခဲ့ပြီဖြစ်ပါသည်။အမွေနှင့်ဖြစ်သတ်မှတ်ခံရရန်အတွက်အဆိုပြုချက်ကိုမတ်လ24ရက်2023ခုနှစ်တွင် UNESCO ဂျမဲအမွေနှင့်ကော်မတီသို့တင်ပြထားခဲ့ခြင်းဖြစ်ပြီးထိုအဆိုပြုချက်ကို2024ခုနှစ်ဒီဇင်ဘာလ9ရက်နေ့ပါရာဂွေးနိုင်ငံအဆွန်စီအုံမြို့တွင်ကျင်းပသောစိတ်ကူးချိန်မြောက်ဂျမဲအမွေနှင့်ကော်မ တီညီလာခံမှအတီးပြုတ်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။ဤအောင်မြင်မှုရလဒ်ကြောင့်အတာတကြံပွဲတော်ဟာမြန်မာနိုင်ငံ၏ပထမဦးဆုံးရင်ကျေးမှုအမွေအနှစ်အဖြစ်ကမ္ဘာလုံးဆိုင်ရာဂုဏ်သိက္ခာကြီးသောစာရင်းတွင်ဝင်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ယခုလိုအတိမတ်ပြုတ်ခံရခြင်းဟာမြန်မာနိုင်ငံရင်ကျေးမှုအမွေအနှစ်ထိမ့်သိမ်းဆောင်ရှောက်ရေးအတင်းပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှတိုင်းရင်းသားစာပေနှင့်ရင်ကျေးမှုအတင်းအဖွဲ့များအရက်ဖက်လူမှုအဖွဲ့အစည်းများနှင့်တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့သူများ၏ပူပေါင်းဆောင်ရွက် က်မှုကြောင့်ဆိုလျင်လေမမားပါ အလားတူထိုညီလာခံမှမြမရိုးရအတာတကြံပွဲတော်အပြင်တရုတ်နိုင်ငံ၏တရုတ်နှစ်ကူးနှင့်ညွေဦးပွဲတော်ထိုင်းနိုင်ငံ၏တုံရန်ဟီး၏စတဲ့နိုင်ငံပေါင်း25နိုင်ငံရှိယဉ်ကျေးမှုအငွေနှစ်များကိုပါအတိမတ်ပြုပေးခဲ့ပါတယ်ယူနက်စကိုတိမှတ်ပြုစရင်တွင် အတာတကြံပွဲတော်ပါဝင်နိုင်ခဲ့ခြင်းကြောင့်အကျိုးရလဒ်များစွာကိုလည်းရရှိနိုင်မှာပါကဘာလုံးဆိုင်ရာတွင် ပွဲတော်ကိုအတိမတ်ပြုမှုတိုးမြင့်စေခြင်းအဆိုပါယဉ်ကျေးမှုအငွေနှစ်တို့ ကိုထိမ့်သိမ်းဆောင်ရှောက်ရန်အတွက်နောင်လာနောက်သားမျိုးဆက်များထံလက်ဆင့်ကမ်းအမွေပေးနိုင်ခြင်းပြည်သူများအနေဖြင့်အကြံပွဲတော်ကိုရိုးရာဒလေအတိုင်းတန်ဖိုးထားကျင်းပလိုမှုမြင်မာလာစေခြင်းနှင့်အလားတူအတိမတ်ပြုမှုအတွက်မြန်မာနိုင်ငံ၏အခြားသောယဉ်ကျေးမှုဆိုင်ရာအစိတ်အပိုင်းများကို အမည်စရင်းတင်သွင်းရာတွင်အခိုးတန်သောအတွေ့အကြုံများရရှိစေခြင်းစသည့်များစွာသောအကျိုးများကို ဖြစ်ထွန်းစေခဲ့ပါသည်။ UNESCO ၏ကမ္ဘာအမွေအနှစ်ဒေသများအဖြစ်2014ခုနှစ်တွင်ဘိတ်တနိုးဟန်လင်းတရေခိတရားစတဲ့ပြူရှိဟောင်းမြို့များ2019ခုနှစ်တွင်ပုဂံဒေသကိုတိမတ်ပြုခံထားရပြီးဖြစ်ပါတယ်ထို့အတူမြန်မာရုပ်ရှင်ဖြစ်တဲ့မြန်မာနိုင်ငံအမေရိကန်ကရုပ်ရှင်ကို အာရှပစိဖိတ်ဒေသ၏အမွေအနှစ်အဖြစ် UNESCO မှ2018ခုနှစ်တွင်သတ်မှတ်ခဲ့ပြီးဖြစ်ပါတယ်